မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပြွင့်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူဝါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါဒီနေ့14ရက်3လ2025တောက်ကြနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်14ရက်3လ2025တောက်ကြနေ့ရဲ့တနေ့တာကံမြင့်ရေရာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီပါဦးရင်လောကနဲ့ပတ်သက်တဲ့မှာကိုယ့်ရည်ဒီတာမှုတဲ့တခြားရည်ဒီတာ ယာယီထင်းကိုလွဲချိုသွားနေရတယ်ဗျို့ဒါကြောင့်အိုးရင်လောက်ကနေပတ်သက်တဲ့ကိစ္စတွေရတယ်ကိုယ့်ရဒေတာမဟုတ်တဲ့တခြားယာဒေတာမှာအလုတ်ကင်နေပိုးနှံပြီးကိုယ့်ရကိုဒေတာမှာလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမှာယာယီရတန်နေတာဖြစ်ပါတယ်ဒါကြောင့်အိုးရင်လောက်ကနေပတ်သက်တဲ့အဆင်ပြေကြတဲ့လူများပြဿနာမရှိဘူးမဲ့အဆင်မပြေကြတဲ့လူအလုံးတို့သည်ကြာတာပရိအနောက်ရကိုလည်းပေးချမ်းကျော်ဒါမှမဟုတ်ပဲလို့ပေးချမ်းကျော်လေးတစ်သီးလောက်ပဲလို့လေးတစ်သီးလောက် ရာဦးတော်အောင်မြတ်တော်လက်စပြီးမှဆူတောင်းကြီးအပြင်တင်းတို့မှပိတ်ဆိုနေတဲ့ဥယင်လောက်ကမ်းများအများဆုံးပွင့်လန်းမီဖြစ်ပါကြောင်းချွေးများမီမိသားစုရဲ့ကမ်းမြေတရားများကိုတင်ပြပေးလိုက်ပါတယ်ဗျာဒါကြောင့်ဒီနေ့ဒီအချိန်ခါမှာတော့ခொနည်းသားသမီးအားလုံးတို့ဒီအမျိုးဘာသာသာသနာနဲ့မဆိုင်မှုရာဟုတော်အနောက်မြောက်တော်လှဲ့ပဲကျန်ကျော်လေးတသိလောက်စားပြီးမှဆူတော့ပဲလိုလေးတသိလောက်စားပြီးမှဆူတော့မယ်စင်တင်းတို့မှာပိတ်ဆို့နေသောနော်အလား အလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စများအိမ်ဆောင်မဲ့ကိစ္စများအလူဒါနနဲ့ပတ်သက်တဲ့ကိစ္စနိုင်ငံခြားခီးသွားမဲ့ကိစ္စနိုင်ငံခြားနဲ့ပတ်သက်တဲ့ခီးစကားများအိမ်ဆောင်မဲ့ကိစ္စများအောင်မြင်ကြောကြမှာဖြစ်ပါတယ်ဒါကြောင့်ခொနေသားသမီးအားလုံးတို့ဒီအိုးရင်လောက်ကိုင်းနဲ့စမေပြတဲ့သူများရာဟုတောင်းအောင်မြတော်လှဲ့ပေးချမ်းကြော်လေးဒီလောက်စားပြီးမှဆုတောင်းပေးဒါမှမဟုတ်ပဲလော်လေးဒီလောက်စားပြီးဆုတောင်းကြပြင်သင်တို့မှာပိတ်ဆိုနေအောင်အိုးရင်လောက်ကိုင်းများအမြန်ဆုံးပွင့်လမ်းမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာ။နော်။မန်နီပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာ အကိုရဒေတာမှုတဲ့တခြားရဲ့ဒီမှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စပွင့်လန်းပြီးကိုရကိုဒေတာမှာတော့ငွေကြီးနဲ့ပတ်လွန်မိမိရည်ရွယ်မျှော်မှန်းတယ်လို့မရတဲ့တဲ့ကာလမျိုးတွေဖြစ်ပါလေဗျာဒါကြောင့်အိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအစီအပြေကျင်းတဲ့ပုံကူများစနေတော့နောက်တောင်တော့လက်နော်အလားထင်းရက်ကလေးကိုတခိုက်တော့စားပြီးမှဆူတောင်းထင်းရက်မကြည့်တဲ့ရဒေတာမှာအိမ်မှာသုံးတဲ့ဓာဒါလေးကိုကိုင်းပြီးတော့ဆူတောင်းမလားထင်းရက်ကလေးကိုစားပြီးမှတခိုက်တော့စားပြီးမှဆူတောင်းနေရပြင်တင်းတော့မှပိတ်ဆိုနေတဲ့ ငွေကြီးများအများဆုံးဝင်လာမှာဖြစ်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ရလိုမှုရှိကြတဲ့ခွန်ရသားသမီးအားလုံးတို့ဒီစနေတော့နောက်တော့နောက်လက်ဓာတ်လေးကိုကင်ပြီးအတင်ဓာတ်လေးရဲ့ကျွန်တော်မှာငွေကြီးနဲ့ပတ်သက်တဲ့သေမရဘူးကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်ကျွန်တော်လူကျင်နာဘလောက်အဲ့ကိစ္စလေးတွေပိတ်ဆို့နေတယ်ဗျာပိတ်ဆို့နေကိစ္စအများဆုံးပွင့်လောင်းအတင်ဓာတ်လေးကအကူကြီးစောင့်ကြတော်မူပါဆိုတော့စနေတော့ဓာတ်လေးကိုကင်ပြီးတော့ဆူတော့ ဒါမှမဟုတ်ထင်းချက်ကလေးတစ်လုံးတော့တကယ်လို့စားစားပြီးမှစနေတော့နောက်တောင်တော့လှည့်ပြီးတော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများစုတောင်းများဖြင့်တင်းတော့မှပိတ်ဆိုနေတော့ငွေကြီးနဲ့ပတ်သက်တော့ကများအများဆုံးကင်းစင်ပပျောက်သွားမှာဖြစ်ပါတယ်ဗျာเนาะစုတောင်းပြီးတဲ့အချင်းရဲ့ကျော်နိုင်ပိုင်းသူ9နိုင်ရအပြင်၄ရက်လောက်တင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများစတင်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဒီချိန်မှာစိတ်နဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေလာဆိုပြီးပါတယ်စိတ်ကခိုင်းပဲနေတဲ့ငွေကြီးနဲ့ပတ်သက်အေးနေတဲ့တွင်ရတဲ့ရတဲ့ငွေကြီးများမရတတ်ဘူး အဲ့အိုးရင်လောက်ကိုင်းနေပါတဲ့ကိစ္စမှာမင်းမျော်လေးမင်းနဲ့ပူညာပူညာဖြစ်တတ်ပါလေဗျာဒါကြောင့်စိတ်ချမ်းသာပျော်ချင်ခြင်းနဲ့ပုဂ္ဂိုလ်အလုံးတို့သည်နော်ဗုဒ္ဓတောင်ရကိုလည်းအိမ်ရိုက်တဲ့တန်တန်ဂျုံလေးတွေတန်ဂျိုးလေးတွေတန်နဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေကိုင်းပြီးမှဆူတောင်းအတင်တန်လေးရဲ့ အတင်းတန်းကျိုးလေးရဲ့ကျွန်တော်လေးစိတ်တည်ညစ်နေတယ်ကျွန်တော်ညစ်တဲ့ကိစ္စအကျိုးတွေပြီးတဲ့အချိန်တွေဗျာကျွန်တော်ပတ်သက်အဆင်မပြေဘူးကျွန်တော်မှာဘယ်ကိစ္စဘယ်ကိစ္စတွေအဆင်မပြေဘူးဗျာအဲ့ကိစ္စလေးတွေအဆင်ပြေခြင်းလိုက်တာဒါကြောင့်ကျွန်တော်အဆင်ပြေအောင်မြန်သူကူညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလည်းတန်ကြုံတန်ကြိုးတန်တဲ့ပတ်တဲ့ပစ္စည်းတွေကိန်းတွေဆူတောင်းမယ်ဆိုရင်တိစိတ်ထဲမှာပိတ်ဆိုနေတဲ့စိတ်ရနာပြောခြင်းမူများ အမြန်တို့ရရှိမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရဗျာ။နော်အဲ့ဒါလေးတစ်ချက်ရှိတယ်။ကိုနဲ့နီးနဲ့သက်သက်လေးတစ်လူယောက်ျားလူငယ်လေးတွေနဲ့ပတ်သက်တယ်မှာကိုကြီးကိုရကိုမနေတဲ့အတွက်ပြဿနာဖြစ်တတ်တဲ့ကာလမျိုးငွေကြီးနဲ့ပတ်သက်တဲ့ရောစားဖြစ်တတ်တဲ့ကာလမျိုးတွေဖြစ်ပြီးအသက်ကြီးတဲ့လူတွေကတော့ဂျိုးအဖော်လို့ဒူးရကြော်ပြီးနော်ငွေကြီးများအဆုလိုက်ပြုံလိုက်ရပြီးထိပေါက်တတ်တဲ့ကာလမျိုးဖြစ်ပါရဗျာ။ဒါကြောင့်လူငယ်တွေအာမကောင်းဘူး။ဒါအာမကောင်းတဲ့အတွက်လူငယ်လေးတွေနဲ့ပတ်သက်စနေတော့နောက်တောင်တော့လှဲ့ မိမိရဲ့နှာခေါင်းထည့်ကလေးလက်ကလေးနဲ့ထိပြီးပါဆူတောင်းအသည်သူများတဲ့ကိုသားသမီးများကိုနဲ့ပတ်သက်တဲ့နီးနဲ့ဆက်သက်တဲ့လူယောက်ျားနာတပြားတာအောင်လို့နှာခေါင်းထည့်ကလေးလက်ကလေးနဲ့ထိပြီးအသည်နှာခေါင်းထည့်ကလေးရဲ့အဲ့ရန်လူကတော့အလုံးမလုပ်ဘူးလှုပ်လို့မှဖြစ်မယ်အဲ့ဒါပတ်သက်လှုပ်တော့လှုပ်ပါလေပတ်သက်မှဘူးပတ်သက်မှဖြစ်မယ်အိမ်မှာမနေဘူးအပြင်ထွက်နေတဲ့ပြဿနာဖြစ်မှကြောက်တယ်ဒါကြောင့်အိုးရင်လောက်ကန်နေကို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 မိသားစုမှမြင်အောင်ကိုလုံငန်းနဲ့ပတ်သက်ပြောချင်းလောက်အောင်ရရှိလာတဲ့အကျိုးကံတာတွေတူတူမြတ်မြတ်ရအောင်မျှဝေခံစားအောင် ပြက်နေတဲ့ဓာတ်ပြက်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စအများဆုံးအញ្ញံကျုပ်စင်ပြောင်းကုညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းစနေတော်နောက်တောင်တောင်လက်မိမိရဲ့နှာခေါင်းတိတ်ကလေးလက်ကလေးနဲ့ TV စူတောင်းကြမြင်တင်းတော့မှပိတ်ဆိုနေတဲ့နော်လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စများအញ្ញံပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနေဆက်တဲ့မင်းအုပ်ချုပ်တဲ့မင်းငါတော့မင်းနေနဲ့ပတ်သက်တဲ့ငွေချင်းတဲ့ပတ်သက်တဲ့ကြက်တဲမှုအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အမိန်နာမကံမှုအိုးရင်လောက်ကိုင်းနဲ့ပဲအတွင်းစီးပြက်နေတဲ့ကာလမျိုးတွေဖြစ်ရအတွင်းမှာရိုးရိုးရိုး အပြင်ကလည်းတပုတ်ပုတ်အဲ့လိုမျိုးဖြစ်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်မင်းနေဓာတ်ပြည့်နေတာဖြစ်ပါတယ်ဗျာဒါကြောင့်မိမိလက်မှာရှိတဲ့လက်ဖက်တောင်လေးကိုလက်ကလေးနဲ့ဖိဖိပြီးမှဆူတော့ဆူတော့မယ်ခြင်းကတော့ဆက်နေခြင်းဖြစ်ပါတယ်ဗျာအရမျက်နာနဲ့ပတ်သက်တဲ့ဆေးကတော့ကျွန်တော်တို့ကတော့တောက်ကြမြောက်ရက်ကိုလက်ပြီးမိမိရဲ့လက်ဖက်တောင်လေးကိုလက်ကလေးနဲ့ဖိဖိပြီးမှဆူတော့အတင်လက်ဖက်တောင်ကလေးရဲ့ကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလုပ်မယ်ဆာမွေးတွေဖြီးမယ်နိုင်ငံခြားတွေသွားမယ်မိရီနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်ဗျာအဲ့ဒီကိစ္စတွေနဲ့ပတ်သက်တဲ့ကျွန်တော်တို့မှာ ပိတ်ဆိုးနေတယ်ပိတ်ဆိုးနေတဲ့ကိစ္စလေးရအများဆုံးပြေးလဲအောင်အတင်းလက်ဖက်တောင်လေးကအကူကြီးစောက်ကြတော်မူပါဆိုရမိမိရဲ့လက်ဖက်တောင်လေးကိုလက်ကလေးနဲ့ဖိလိုက်လွတ်လိုက်ဆူတောင်းလိုက်ဖိလိုက်လွတ်လိုက်ဆူတောင်းလိုက်စုစုပေါင်း12ကြိမ်12ခါတိတိဆူတောင်းကြရမြင်မင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအကျိုးရာထူးတိုးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းမှုဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာ ကိုသွားကျင်တဲ့ခီးကိုပြောကျင်တဲ့စကားအဝါတတရယ်ဖြူဒီချိန်မှာသွားကျင်တာသွားခွင့်ပြောကျင်တော့ပြောခွင့်မရတော့တကူသွားရင်ပြဿနာဖြစ်မှာကြောက်တယ်ငွေကြီးကုန်ကြမှုဖြစ်မှာကြောက်တယ်တကူပြောတဲ့အခါမှာပြဿနာဖြစ်မှာကြောက်တဲ့ကာလမျိုးစိတ်ထဲမှာသွားရလာတဲ့ခီးတွေရက်တက်နေတာဖြစ်ပါတယ်လွဲချောနေတာဖြစ်ပါတယ်လွဲချောနေတဲ့ပုံကများရက်တက်နေတဲ့ပုံကအလုံးလို့ဒီပုံသူတောင်ရက်ကိုလှည့် ်ဆက်လက်ကလေးတစ်လက်ကလေးကိုကင်းပြီးမှဆူတောင်းအတင်ဆက်လက်ကလေးရဲ့ဆက်လက်ကအစ်စ်အဟောင်းနဲ့မဆိုင်ဘူးအတူရှည်နဲ့လည်းမဆိုင်ဘူးသူများဆက်လက်ကိုကောက်ကင်ပြီးတော့လဲဆူတောင်းရဆက်လက်ဖြစ်ရင်ပြီးရောဆက်လက်ကလေးကိုကင်းဗုဒ္ဓတောင်ရကိုလက်ပြီးမှအတင်ဆက်လက်ကလေးရဲ့ကျွန်တော်တို့ခီးစကားနဲ့ပတ်သက်တဲ့ကိစ္စလေးတွေလွဲချော်နေတယ်ဗျာလွဲချော်နေတဲ့ခီးစကားတွေတက်ခြင်းနဲ့ကျွန်တော်သွားတဲ့ခီးတွေအဆင်ပြေခြင်းနဲ့ပြောတဲ့စကားတွေအောင်မြင်ကြောကြခြင်းနဲ့ဒါကြောင့်ကျွန်တော်သွားတဲ့ခီးများအနေကင်းပေးရှင်းပြီးတော့ကျွန်တော်ပြောစကားအောင်မြင်အောင်အတင်ဆက်လက်ကလေးကကိုကြီးစောင့်ကြတော်မူပါဆိုတဲ့အကြောင်း နော်ဗုဒ္ဓတောင်ရကိုလှည့်ပြီးမှသက်လက်ကလေးကိုင်းပြီးဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေသောလွဲချော်နေသောခီးစကားများအများဆုံးတက်မြတ်မိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကိုနဲ့ပတ်သက်တဲ့နိနေဆက်သက်တဲ့ဒီချိန်မှာအစုအဖွဲ့တွေနေသက်တွေအားကောင်းနေတိုင်းသားတွေအားကောင်းနေနိုင်ငံခြားတွေအားကောင်းပြီးကိုနိုင်ငံကိုလူမျိုးကိုတိုင်းနေမှာတော့အားမကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်ရောအဖို့မှာဒုရာကျော်မှာဖြစ်ပါတယ်ဗျာနိုင်ငံခြားနဲ့ပတ်သက်တဲ့အစုအဖွဲ့များတိုင်းသားလူမျိုးစုအစုအဖွဲ့များအားကောင်းပြီးတော့ကိုပြည်မှတိုင်းထဲမှာနေပြည်တော်မှာ ဒါမှမဟုတ်ရင်ကိုတိုင်းသားတွေမှာဗမာပြည်အာမခေါင်းတဲ့ကာလမျိုးဖြစ်ပြီးတတိတိတတတကြောက်ရွံ့ပြီးတော့ကိုအချင်းချင်းလဲဆိုသူများလည်းဝန်းဆောအစော်ခန်းနေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်ယောဘောမဒိုးရာကျော်မဖြစ်ပါတယ်ဗျာယောဘောမဆိုရင်တော့နော်အရှိတောင်တောင်အင်္ကာတောင်အရှိတောင်တောင်လက်တပိတ်လေးဖြော ဖြောပြီးမှ အဇုံလေးနဲ့မှုေးပြီးတော့တစုံတယောက်သောသူကိုဆူတောင်းပြီးမှကုသပြုလိုက်စမှာဗျာတင်းတို့မှာပိတ်ဆိုနေတဲ့ကိစ္စရိုးရဖို့လို့ဒိုးရကြောပြီးအမုတ်ခင်းပြဿနာများဝေကားပြီးတော့ငွေကြေးများဆူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်ခொနည်းသားသမီးအားလုံးတို့ဒီမြို့ဘာသာသာသနာ့မဆိုင်ဘူးအင်္ဂါတော့ရှိတောင်တော့လက်အဲလပိတ်လေးတစ်ခွက်ကိုဖြောဖြောပြီးမှတစုံတယောက်သူစူးတောင်းပြီးမှကုသိုလ်ပြုမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ရိုးရဖော်လို့ဒိုးရကြော်ပြီးအမှုခင်းပြသနာများဝေးွားမယ် ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအစုလိုက်ပြောလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာဒီအချိန်မှာအကြောင်းတစ်ခုနဲ့ပတ်သက်တဲ့အဆင်မပြေရတဲ့ခုနေသားသမီးအားလုံးတို့ဒီတောက်ကြမြောက်ရကိုလှည့်ပါမှမကင်မင်းနဲ့စူတောင်းချင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ခီးစကားများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်တခုခုပိတ်နေတဲ့ကိစ္စမြည်သီးပိတ်နေတဲ့ကိစ္စမဟုတ်ဒီနေ့ဒီနေ့ဒီအချိန်ကမှတော့ နော်ကျွန်တော်တို့ရွှေညာမင်းပြည်သားသူရဲ့၁၄ရက်၃လ၂၀၂၅ရဲ့ကံမြင့်ရေတရားတခုသောသောကံမြင့်ရေတရားတော့တောက်ကြမြောက်ရက်ကိုလက်ဘာမှမကင်မင်းနဲ့စူတောင်းရင်တော့ယနေ့မှကျက်တဲ့မင်္ဂလာပေါင်းနဲ့ခါးချောင်းပြီးမိလိုအပ်တဲ့နော်ဟိုစူတောင်းမှုများအမြန်ပြည့်စုံပြီဖြစ်ပါကြောင်းကံမြင့်အထူးရေတရားများတင်ပြပေးလိုက်ပါရစေဗျာကျွန်တော်တို့ရွှေညာမင်းပြည်သားသူကတော့ယနေ့မှကံကောင်းသေးတဲ့ကဏ္ဍနေရာတော့ခမရပါရီကောင်းလို့ဆို၆တို့နှစ်တို့အားကောင်းတဲ့ဗျို၆တို့နှစ်တို့အားကောင်းတဲ့ဒါကြောင့် အောင်မလီဒီယိုနောက်ရကူလေဒီနေ့မှာ6တို့နှစ်တို့ပါတဲ့ကဏ္ဍနေဒီကန်ဆုံးမဲ့ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့အထီကံများအမြန်ဆုံးပွင့်လာမည်ဖြစ်ပါတယ်ဗျာဒါကြောင့်ဒီပေါက်လူတဲ့ပုံကူများအောင်မလီဒီယိုနောက်ရကူလေနော်အလားရေးလေးတောက်ပြီးမှထီကံလေးတွေစားမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့အထီကံများအမြန်ဆုံးပွင့်လာမည်ဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာကျွန်တော်တို့ရှင်ညာမီမီသားသူကတော့အဲတော့ဒီနေ့စဉ်နေ့စဉ်နေ့စဉ်အဲအကမြင့်ဒီရများတပတ်စဉ်ကံမြင့်ဒီရများတလားသာကံမြင့်ဒီရများတနေ့သာကံမြင့်ဒီရများမဟုတ် ဇက်တိုက်ထုတ်လုံးနေတာဖြစ်ပါတယ်ကျွန်တော်တို့ကစားရေးစရာတွေဖြစ်တော့စားရင်တော့စားရေးရေးခဲ့တဲ့လူတွေပါဒီအချိန်မှာစားရေးရေးခွင့်မရတဲ့အခါမှာကျွန်တော်ပါးစပ်နဲ့ဒီဟောပြောပုတ်ချမှုတွေအနော်အရမျိုးတွေလိုက်လွင်မှုတွေလုပ်နေတာဖြစ်ပါတယ်ကျွန်တော်တို့ဥဆောင်တဲ့ရုံဖွဲ့အရင်တော့အေဒီတာတွေပါအေဒီတာတွေရဲ့လောက်ကင်မရှိတော့ကျွန်တော်တို့ဒီမှာပေါက်ဆက်ပြီးကျွန်တော်ကရေးတဲ့လူကပြောတယ်သူတို့ကစကစာရွက်တွေ channel တွေထုတ်တဲ့နေရာ channel တွေမထုတ်ဘဲနဲ့ဒီလိုအတန်လွှင့်ဖိုင်တွေစီစဉ်ပြီးမှကျွန်တော် channel တွေဖွင့်နေနေတာဖြစ်ပါတယ် အားလုံးကစီဇန်နာနဲ့လှုပ်လှုပ်ကြတာဖြစ်ပါလေဗျာကျွန်တော်တို့သုံးရတဲ့ကမှာဖုံးဝီရီသုံးရတယ်အင်တာနက်တွေသုံးရတယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့မလှမ်းပို့ရတဲ့ကမှာကျွန်တော်တို့ဖုံးပြီးဒါမှမဟုတ်ရင်အင်တာနက်နဲ့ပတ်သက်တဲ့အခက်အခဲများအများနဲ့ကြုံတွေ့ရတာဖြစ်ပါလေကျွန်တော်တို့တစုံတယောက်သောဒီစီကငွေကြေးနဲ့ပတ်သက်တဲ့တောင်းခံတာမရှိပါဘူးလူချင်းလဲလူပါမလူချင်းလဲနေပါအဲ့ဒါမျိုးလူပြုတ်လုံနေတာဖြစ်ပါတယ်ကျွန်တော်တို့တခါတလေမှကျွန်တော်တို့ထုတ်လို့မို့ကျွန်တော်တို့ဖုံးမေးကိစ္စအတန်လွှင့်ရတဲ့ကိစ္စရက်ကူးကြီးနဲ့ပတ်သက်တဲ့ကိစ္စများကျွန်တော်တို့ တော်တော်ဖြစ်ဖြစ်များများနဲ့အဆင်ပြေအောင်နေရင်လွဲ့နိုင်အောင်ကြိုးစားပြီးထုတ်လုပ်နေတာဖြစ်ပါတယ်။မြည်သည့်ရလုံလုံမှုမှမပါဘဲနဲ့အခုကြီးစောက်ချောက်လို့တဲ့ကိစ္စတခုနဲ့ကျွန်တော်တို့ channel လေးကိုတည်ဆောက်နေတာဖြစ်ပါတယ်ဗျာ။ဒီ channel လေးအဲ channel လေးပြင်ရိုးရဖို့ channel လေးကျွန်တော်နောက်ထပ်တခုဖွင့်ထားတာရှိပါတယ်။နောက်ထပ်ကျွန်တော်တို့ channel သုံးခုဖွင့်ပြီးတော့တနေ့ကိုအနည်းဆုံး6ကြိမ်တိတိကျွန်တော်ရိုက်ကူးရေးလုပ်ပြီးဇက်တိုက်ထုတ်လုပ်နေတာဖြစ်ပါတယ်။တတ်မှတ်ထားတဲ့နေ့ဒီမှာအမှတ်တဲ့ပြန်စုစနေနေ့စနေနေ့မတိုင်းမြတ်တောက်ကြနေညနေမှာထုတ်လုပ်နေတာဖြစ်ပါတယ်။ ီနေ့ကတော့တောက်ကြနေမတိုင်မီကြာသာပရိညဏ်နေရမီတောက်ကြနေတနေ့သားကိုထုတ်လို့နေတာဖြစ်ပါတယ်ဗျာဒါအပတ်ထင်မှာလေတပတ်သာကြိုတင်ပြီးတော့ထုတ်လို့တလို့အလတ်တင်နေများလေကျွန်တော်တို့လက်မကုံမီအချိန်တွင်ဆဲလောက်တင်မှာကျွန်တော်တို့ပုံမှန်ထုတ်လို့နေတာဖြစ်ပါတယ်အဲကြိုတင်ပြီးတော့ထုတ်လို့နိုင်လေကြည့်ရှုရတဲ့ပြည်သက်လေးအစီအပြေလေးလောရတဲ့ရေးရလေးလွယ်ရတာဖြစ်နေပါတယ်ကျွန်တော်တို့ကလည်းဖုန်းနဲ့ ဖုန်းသုံးလုံးနဲ့ဆင်ရတယ်ကွန်ပျူတာနဲ့ဆင်ရတယ်နိုင်ငံခြားကိုလှမ်းပို့ရတယ်ထိုင်းရလွှင့်ရတယ်အဲကြောင့်ကျွန်တော်တို့လည်းအဆင့်ဆင့်လောက်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကြိုတင်စီမံချက်နဲ့စနစ်တကျလုံးမသားလင်းအချိန်မီထုတ်လွှင့်နေမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အချိန်မီထုတ်လွှင့်နေအောင်ချိန်ညမီမြေသူကအားဆိုင်ခွန်ဆိုင်စည်စနာနဲ့နော်ငွေကြေးရလူတူတစုံစီရမှာပါမင်းနဲ့ကျွန်တော်တို့ကစောင့်စောင့်ချောက်နေတာဖြစ်ပါကြောင်းလေးလေးစားစားသတင်းကောင်းပါလိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ